ခေါင်းစဉ်လေးကလွှတ်ချလိုက်ပါဆိုတော့ခေါင်းစဉ်လေး ਨੇ တူတူကဆင်ကျင်ဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအာစကလုံးသုံးနှုံးလေးကဘယ်ကနေကျတော့ဟိုနေဖြစ်လဲဆိုတော့ရလဲဆိုတော့ကျွန်တော်တငယ်ချင်းတယောက်ရှိတယ်။ကိုဂျွန်ဆန်ဆိုတာသူက you know ပွဲစားပေါ့နော်အခုတော့ကော်ရိုမချင်းခံလိုက်ရပြီ။ပွဲစားကားပွဲစားဖြစ်တယ်။အဲ့ဒါနဲ့ကျွန်တော်ဒီကလောဘက်ကညီလေးတယောက်ကကားလူကျင်နေဆိုပြီးတော့မှပြောတော့အဲ့ဒါနဲ့သူကလိုက်ပြီးကားရှာပေးတာ။ ကားရှာပြီးတဲ့ခါကျတော့သူကျွန်တော်နဲ့လိုက်တာဟိုမနေ့ကလေးကမနေ့ရှင်းနိုင်လေဖေး prefect စာတောက်ပြီးတော့မှပြီးတော့မှကျွန်တော်လိုက်ပြီးတော့မှတနေကုန်ကားလိုက်ကြည့်ရသူလည်းတစည်းစည်းစည်းလိုက်ပြီးတော့ပြပေးတယ်ပြပေးတယ်အဲ့ဒီအချိန်မှာဟိုနေ့ပေါ့နော်အာသူတငယ်ချင်းတွေစီကနေဖုန်းဝင်လာတယ်ဖုန်းဝင်လာတဲ့အခါမှာအာတငယ်ချင်းတွေကပြောတယ်အနေဒီနေ့ဘာလုပ်နေတာလဲအော်ဒီမှာတငယ်ချင်းဆိုတော့သင်းတော်ကညီကိုတယောက်ရဲ့ အမကားလို့ရှင်လို့သူလိုက်ရှာပြီးတယ်ပေါ့နော်လိုက်လိုက်ရှာပြီးတယ်ဆိုတော့မင်းဘယ်လောက်ကြာပြီလဲငါမနဲ့ထဲရပဲလိုက်ရှာတယ်သူတို့ဆက်တာနှိမ့်လေကြုံနေပြီဆိုတော့လုံးမဖြစ်ဘူးတဲ့လွှတ်ချလိုက်တော့တဲ့ပြစ်ချခဲ့လိုက်တော့ဆိုပြီးတော့သူက exact လုံးလေးကိုပြောတာဆိုတော့ပြောတော့အဲ့ဒီစကားကိုကျွန်တော်ကြားတော့ကျွန်တော်ကဟိုခွန်င်းဖြစ်သွားတာပေါ့အာသဘောကျသွားပြစ်ချလိုက်တော့ဒါသူတို့ပွဲစားလောကမှာပြောတာဖြစ်မှတင်တယ်ဆိုတော့သဘောက မစ်တနေကုန်ဒီလူတွေအတွက်လိုက်ပြီးကားရှာပေးနေအခုတည်းကအကျိုးမြတ်မရသေးဘူးဆိုလို့ရှိရင်လုံမနေတော့နဲ့ပြစ်ချခဲ့လိုက်တော့ဒီမင်းလိုက်လုတ်ပြီးနေတဲ့သူတွေဆိုတော့ဒါမဲ့ तू ကညီကိုကိုတင်းတော်မှာလည်းဖြစ်တယ်ညီကိုဖြစ်တဲ့အခါကျတော့ तू ကအဲ့ဒါကိုကျွန်တော်ဆက်လုတ်ပြီးတယ်အဲအဲအဲစကလုံးလေးကိုသဘောကျလို့ဒီနေ့တော့ကျွန်တော်ကဟိုပြစ်ချလိုက်တာမဟုတ်ဘူးဗောနော်လွတ်ချလိုက်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငှချင်ပါတယ်ဆိုတော့ကျွန်တော်တက်တာထဲမှာခုနပြောလို့အကျိုးမရှိတဲ့အရာတွေကျွန်တော်ထဲမှာအများကြီးစုထားတယ်ထည့်ထားတယ်ဆိုကျွန်တော်အရင်လေးတယ်လေ နော်ဒီအရာတွေအတွက်ကျွန်တော်ဘာလို့တက်ဖို့လိုလဲဆိုလို့ရှိရင်ပြစ်ချထားခဲ့ဖို့လွတ်ချထားခဲ့ဖို့အတွက်လိုအပ်တယ်ဆိုတော့တွေ့ရပါတယ်โอเคဆိုတော့အာကျွန်တော်ဒီအသက်တာထဲမှာခြိနှောင်ပြီးတော့မှဟိုလုတ်ခဲ့တဲ့အရာတွေတမချန်းစာထဲမှာဖော်ပြထားတဲ့အရာတွေပဲပေါ့အဲကျွန်တော်တို့သိတယ်ဒါဝိရဲ့သားဒါဝိရဲ့ရှင်မြင်ဖြစ်သွားပြီရှင်မြင်ဖြစ်သွားတဲ့အခါမှာဒါဝိရဲ့သား အဘရှလုံရှိတယ်အဘရှလုံမှာသူ့ရဲ့ညီမတာမာဆိုတာတယောက်ရှိတယ်အရင်ချောတယ်ဆိုတော့အဲ့ဒီညီမတာမာဦးတဲ့ဘသူကနေအရင်ကြိုက်လဲဆိုတော့ဒါဝိရဲ့သားပဲအဖေအဖေတူတယ်အမိကွဲတယ်ပေါ့နော်ဘသူကကြိုက်လဲဆိုလို့ရှိရင်တော့ဒီအာမနုံအာမနုံဆိုတဲ့အကူကကြိုက်တယ်ဒါသူတို့မှန်နေတော့ ကာဇင်နေပဲဒါပေမဲ့အဲ့ခေတုန်းကတော့အဲ့လိုပဲယူကြလာကြိုက်ကြလာတော့မသိဘူးဆိုတော့အရင်လားတော့ကြိုက်တော့မစားနိုင်မတောင်းနိုင်ဘူးရမယ်နဲ့ကိုခန္ဓာတော်မှဝိတ်ကြသွားတဲ့ပုံစံမျိုးဖြစ်တယ်။အဲနဲ့ तू နောက်တော့ဒါကျွန်တော်တို့သိပြီးသားပါပဲဒီလိုဖက်ဘူးရဆိုလို့ရှင်နော်ဆိုတော့ तू အဲ့ဒါစဉ်းစားပြီးတော့မှသူ့ဖေကိုသွားပြောပြီးတော့မှကျွန်တော်ညီမကလာပြီးတော့မှအာမုတ်လာကျွေးတယ်ဆိုလို့ရှင် तू ချက်တဲ့အစားအစာကျွေးတယ်ဆိုလို့ရှင်တော့ကောင်းပြီဆိုတော့အဲ့ဒါနဲ့လာကျွေးခိုင်းတယ်အဲ့ဒါကျွန်တော်ရုပ်ရှင်ထဲကအတိုင်းပဲပေါ့ရောက်လာတဲ့အခါမှာ အကုန်လုံးကိုအဲသူသူ့ဘေးနားမှာရှိနေသူကလေးအကုန်လုံးထုတ်ပြီးတော့မှသူ့ရဲ့အာဒီဒါညီမကိုသူကဒါကာမပြုတ်ချင်းလိုက်တယ်ပေါ့နော်ဆိုတော့အဲအဲ့မှာဟိုရှုံချလိုက်တာဒီမျိုးသမီးကလည်းဟိုသူ့သူ့ရဲ့ညီမလည်းအရင်ဟိုမကောင်းပေါ့လေစိတ်ထဲမှာမကောင်းဒါပေမဲ့ဘာဖြစ်သွားရလဲဆိုချက်ချင်းနဲ့အဲ့လိုသူလိုချင်တဲ့ကာမကိုယူပြီးသွားတဲ့အခါမှာမုန်းတဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့သူ့ကိုနှင်ထုတ်တယ်လို့ပြောတာ ဆိုတော့ဒီတာမာကပြောတယ်ရှင်ကျမကိုအဲ့လိုလောက်တာပို့ဆိုးသွားပြီနော်ဆိုတော့အဲ့သူကလုံးဝကြည်ကျင်တဲ့စိတ်တောင်မရှိတော့ဘူးဖြစ်သွားတယ်။ဒါနဲ့မလုပ်လဲဆိုလို့ရှိရင်ခဏကားကိုဖွင့်ပြီးတော့မှသူ့ငယ်သားတွေခေါ်ပြီးတော့မှဒီမျိုးသမီးကိုဆွဲထုတ်သွားလိုက်ပြီးတော့မှတကားကက်လန့်ကျင်နဲ့ပိတ်ထားလိုက်ဆိုပြီးတော့လုတော့ဆိုတော့ဘရင်သမီးတွေဆိုတော့အဲ့ခိတ်ခါတော့ဒီပြောင်ပြောင်လက်လက်နဲ့အင်ကြီးကောင်းကောင်းလေးတွေပို့ရအဲ့ဒါလေးကိုယူပြီးတော့မှပြန်သွားတယ်ပြန်သွားတော့ဒီမျိုးသမီးကလည်းအရင်စိတ်ထဲမှာ ကြည်ကွေးရတော့ သူ့ရဲ့အင်ဂျီအဲ့ဒီအင်ဂျီကိုဆွဲဖြဲပြီးတော့မှငိုတာပေါ့နော်ငိုပြီးတော့လှုပ်တဲ့ခါမှာသူ့မောင်ဘရှေလုံကရောက်လာပြီးတော့မှအမဘာဖြစ်တာလဲဆိုပြီးတော့မှပြောတယ်ပြောပြီးတော့မှမီးတယ်ဆိုတော့အဲ့အဲ့ဒါလေးကိုနည်းနည်းကြည့်ကျင်တယ်အဲ့တော့ဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး73ငွေ20 20နှစ်အဘရှင်အဘရှင်လုံကလည်းငါ့ကိုအာမနုံဒီတင်နေတူရှိပြီလို့ သို့တော်လေငါနမတိတ်ဆိတ်စွာနေလော့သူသည်တင်ဤမောင်ဖြစ်၏ဤအမှုကိုမမှန်နေဟုဆိုတော်လေတမာသည်မိမိမောင်အဘစလုံအိမ်၌စိတ်ညံစွာနေ၏ဒါဝိမင်းကြီးသည်ထိုအမှုအလုံးစုံကိုကြားသိတော့ကအလွန်မြတ်ထွက်၏အဘရှလုံသည် အကိုအာမနုံအားကောင်းသောစကားမကောင်းသောစကားကိုမပြောတို့ရတွင်နှမတာမာကိုရှုံချသောကြောင့်အညိုထား၏အညိုထားတယ်အဲ့ဒီစကလုံးလေး အညိုးထားပြီးတော့မှသူဘာလုပ်လဲဆိုလို့ရှိရင်ကြိတ်ပြီးတော့မှကြံနေဆိုတာတွေ့ရတယ်။နောက်တဲ့နှစ်နှစ်လောက်ကြာတဲ့အခါမှာအလုံးမိသွားပြီဆိုတဲ့အခါလောက်ကြာတော့မှဘာလုပ်လဲဆိုလို့ရှိရင်တော့သုံးမင်းရဖို့ကိစ္စရှိတယ်။အဖေလိုက်ခဲ့ပါဆိုပြီးတော့မှခေါ်တော့အာဒီကိစ္စငါတိုင်းရင်ပြည်ကိစ္စတွေအများကြီးရှိသေးတယ်ပြီးတော့မှအကုန်ကြရန်များမှဖြစ်တဲ့အတွက်မလုပ်တော့ဘူး။ဒါဆိုလို့ရှိရင်လေကျွန်တော်အကူအာမနုံထည့်ပြလိုက်ပါ။သူသွားမယ်မြို့မှာ။ကျွန်တော်ပြောတော့ဒါဝိတ်ကလည်းစဉ်းတော့စဉ်းစားတယ် ဘာလို့လှုပ်ချင်ရတာလဲအေးဒါပေမဲ့ तू ဟိုကလေးစားချီမေလို့မထင်တော့ဘူးထင်တယ်ဒါကြောင့် तू လှုပ်ပေးလိုက်အေးအာမနုံတယောက်ထဲတော့မဟုတ်ဘူးအဲငါရဲ့သားတွေအကုန်လုံးသွားကြကွာဆိုပြီးတော့အေးစီအိမ်မှာဒီဒီမှာသွားပြီးတော့မှပျော်ကြပါတော့နော်ဒါပျော်ပွဲလှုပ်တဲ့ပုံစံမျိုးလေးနည်းနည်းဖြစ်တဲ့ခါမှာ तू မွေးရိတ်တယ်ဆိုတော့ဆိုတော့အဲ့ဒီဥစ္စာကိုသွားတဲ့ခါမှာအဲ့ဒီမှာဒီအဖြစ်ရှင်လုံးကအာမနုံကိုမလှုပ်လိုက်လေဆိုလို့ရှိရင်တခါတည်းရိုက်တက်လိုက်တယ်ဆိုတော့ဦးတွေ့ရတယ် ဒီကြားထဲမှာ तू อ่ะအဲ့ဒီအဲ့ဒီလိုဂလက်စားခြေဖို့အတွက်ဒီကြားထဲမှာနှစ်နှစ်လုံး तू မလုပ်ထားလဲဆိုလို့ချင်းတေချာအညိုအတီထားပြီးတော့မှကြိတ်ပြီးကြံစီထားတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဓမ္မသစ်မှာဆိုလို့ရှိရင်လေဒါကျွန်တော်တို့အာရှမသက်ခရိခန်းကြီး၁၄အဲ့ဒီမှာအကြောင်းအရာတစ်ခုပါတယ်ဘသူရဲ့အကြောင်းအရာလဲဆိုလို့ရှိရင်ဟေယောဒီဆိုတဲ့အမျိုးသမီးဆိုတော့ तू ကဘာလုပ်လဲဆိုလို့ရှိရင် အာရှင်ဘီယင်နော်ရှင်ဘီယင်ဟေရုတ်ရဲ့ညီဖိလိပ်ရဲ့မိန်းမအဲ့ဒီမိန်းမကိုဟေရုတ်ကသူ့ကိုပြန်ယူထားတာပြန်ယူထားတော့ဒါဂျူးရဲ့ပြည့်ညက်ခြင်းနဲ့မကိုက်ညီဘူးဆိုတော့အဲ့ဒါကိုဒီဗက်ဒီဆန်ဆရာယောဟန်ပြောတယ်အဲ့ဒါခင်ဗျာမလုပ်သင့်ဘူးနော်လို့ပြောတဲ့အခါဟေရုတ်မင်းကဘာလုပ်လဲဆိုတော့သူ့ကိုထောင်ထောင်ချထားလိုက်ထောင်ချထားပြီးတော့မှနေဒါပေမဲ့သူလေးစားတယ် ပရိသန်ဆရာယောဟန်လေးစားဘာတော့ပရိသန်ဆရာရဲ့တမာတိနဲ့သူ့ရဲ့ပြောတဲ့ဒီစကားတွေတွင်တင်တဲ့အရာတွေကဒီဣတိလလူမျိုးတွေအကုန်လုံးအတွက်ကိုအရန်ဟိုသူများခွန်အားရတဲ့ဥစ္စာဖြစ်တယ်တတိထားဆရာကြောင့်ဖြစ်တဲ့ကံမှာပုံနေဖြစ်တယ်ဘယ်လိုပြောမလဲလေးစားတယ်ဒါပေမဲ့အဲ့ဒီဟီးရိုးရဲ့မွေးနေ့ပေါ့မွေးနေ့မှာဟိုတောက်စားကြတော့ဗျာအထုံးစံကျရင်တောက်စားကြပြီးတော့မှအဲ့ဒီဟီယိုဒီမှာပါလာတဲ့သမီးသူ့သမီးကဘာလို့လဲဆိုတော့ ဖြောပြေးတာကပြပြီးတော့ဖြောပြေးတဲ့ခါမှာရှင်ဘီကအဲ့မှာတောက်စားပြီးတော့မူဝေနေတဲ့ခါဘာဖြစ်လဲဆိုတော့စိတ်ကညွန့်လာပြီးတော့မှဘာပြောလိုက်လဲဆိုတော့ဘာလူချင်းလဲပြောမင်းဘာလူချင်းလဲငါးစီကနေပေးနိုင်တာအကုန်လုံးငါပေးမယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာသူဒီကလေးမလေးက तू ဘာသွားလို့လဲဆိုလို့ရှိရင်သွားပြီးတော့မှအမေနဲ့သွားတိုင်ပင်လိုက်တယ်သွားတိုင်ပင်လိုက်တဲ့ခါမှာအမေကပြန်ပြောတာဘာပြောလိုက်လဲဆိုတော့ဆိုတော့ယောဟန်ရဲ့ ဗတိဇံဆရာယောဟန်ခေါင်းလူချင်းပါတယ်လို့ပြောတော့အဲ့မှာဒီဟေရုကဝန်းနေတယ်ကျမ်းစာလူပြောတယ်ကျွန်တော်မဖတ်တော့ဆိုတော့ဝန်းနေတယ်ဒါပေမဲ့ तू ကသူများတွေအများကြီးရဲ့အရှိမာလေးဖြစ်နေတဲ့အခါမှာဘာလုပ်လိုက်ရလဲဆိုတော့ပေးလိုက်ရဆိုစဉ်းစားကြည့်သူ့ရဲ့မွေးနေ့မှာတနိုင်ငံလုံးကလေးစားရတဲ့ကြည်ညိုရတဲ့တမာရီကောင်းတဲ့သူ့ကိုခေါင်းဖြတ်တက်လိုက်ရအဲ့ဒါယူလင်မန်းနဲ့ယူပြီးတော့မှသူ့ဘက်ဒီမှာ ဒါလှုပ်ရတယ်ဆိုတော့ဘယ်လိုဖြစ်သွားလဲမသိဘက်တီလဲဆောင်ရလဲเนาะဆိုတော့ဒီလိုပုံစံမျိုးဖြစ်ရတဲ့အချိန်ကြီးဆိုတော့တဘောကဒီဟေယောဒီကအစတည်းကသူမလုပ်ထားလဲဆိုလို့ရှိရင်အညိုတီထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီလိုအညိုတီထားတဲ့အရာကအဲ့ဒီထားတဲ့ကာလတစ်လျှောက်လုံးမှာဘယ်လိုခံစားရလဲဆိုလို့ဆိုတာဒါကတော့ကျွန်တော်တို့သင်တန်းတစ်ခုပါနေဒီဆ iam ကြီးတယောက်ကနေသင်တယ် ဒါဖိလစ်ပင်းကဆမိုက်တယောက်ကတင်တဲ့အရာကိုကျွန်တော်ပြန်ပြီးတော့မှအနှင်းငယ်လေးနည်းနည်းလေးဒီထက်ကနေပြန်ကောက်နှုတ်ထားတာဖြစ်တယ်အဲ့လိုလူမျိုးတွေကခုနအညိုတီထားပြီးတော့မှကြိတ်ပြီးတော့မှကြံစီပြီးတော့နေတဲ့သူတွေရဲ့လုံးလုံးစေသူတို့အဲမှာဖြစ်တဲ့အရာဘာဆောင်လဲဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ပဲဖြစ်ဖြစ်သူတို့ချစ်ရတဲ့သူတွေကမတရားဆက်ဆံခံရတယ်ဖိနှိပ်ခံရတယ်ညှင်းဆဲခံရတယ်ပြီးတော့မှအဲ့ဒါသူတို့ရဲ့ဆုံးရှုံးမှုတွေသူတို့ရဲ့တစ္ဆာဖောက်ခံရမှုတွေ ဲ့ဒီຢာတွေအလုံးဆုံလာတဲ့အခါမှာသူတို့ဘာဖြစ်လဲဆိုအရန်စိတ်ပြက်တယ်အဲ့ဒီစိတ်ပြက်တဲ့အရာကိုသူတို့ကပြန်ပြီးတော့မှခွင့်မလွတ်နိုင်ဘူးပြီးတော့မှဘယ်လိုမျိုးဖြီထုတ်ရမလဲဆိုတော့သူတို့မသိတဲ့အခါမှာအဲ့ဒီຢာဘာဖြစ်လာလဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာအဲ့ဒါခြီနှောင်မိတာဖြစ်သွားတယ်ဒါဆိုခုနပြောတဲ့အဘိရှလုံတို့ဟေယောဒီတို့ဟာအဲ့ဒီသူတို့ခြီနှောင်ထားတဲ့အညိုတီထားတဲ့ကြံစီထားတဲ့ကာလတစ်လျှောက်လုံးမှာအဲ့ဒီလိုခြီနှောင်ခြင်းတွေသူတို့ထဲမှာရှိနေတယ်ဆိုတာကိုတွေ့ရတယ် တော့အဲ့ဒီချီနောင်ချင်းတွေကြောင့်ပြီးတော့မှသူတို့ကအဲ့ဒီအထင်းကနေမယုံထွက်နိုင်ဘဲနဲ့လွတ်မြောက်မှုရှိပြီနဲ့ပိတ်လောင်ခံတာအဲရန်ကြောက်စရာကောင်းမှာဆိုတော့သူတို့စားလဲဒီစိတ်အိတ်လဲဒီစိတ်သွားလဲဒီစိတ်ပုံစံမျိုးသူတို့ထဲမှာပိတ်လောင်ခံထားရတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်နဲ့သူတို့တွေကဖျားနေပဲဖြစ်ဖြစ်လူလူချင်းပဲဖြစ်ဖြစ်သူတို့တွေရဲ့ဒီပေါင်းတင်ဆက်ဆံရေးမှာပြဿနာဖြစ်နေတယ် အဲ့အဲ့ဒီအရာကိုနားလေရတယ်။ဆိုတော့သူတို့ရဲ့လက္ခဏာတွေကဘာတွေရှိလာလဲ။ကြည့်ရခါမှာသူတို့အခြားသူတွေကိုမြင်တဲ့အမြင်ကအကောင်းမမြင်တတ်တော့။အခြားသူတွေအပေါ်မှာလှုပ်တဲ့အရာတွေကိုအကောင်းမမြင်တတ်ဘူး။တပွားဒီ negative ကနေပဲသူတို့ကြည့်ပြီးတော့မှမြင်တတ်တဲ့ symptom ရှိတယ်ဆိုတာကိုတွေ့ရတယ်။နောက်တစ်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင် तू อ่ะ အခြားသူတွေရဲ့ခံစားချက်ကိုဂရုမစိုက်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ့ကိုယ်သူရဲ့သူကဂရုစိုက်ပြီးတော့မှ နေတာ။အဲ့ခါမှာဘာဖြစ်လာလဲဆိုလို့ရှိရင်တဲ့သူတို့ရဲ့ဒီနာကျင်တဲ့အရာတွေကတက်တာသွားမလားဆိုပြီးတော့သူကသူ့ကိုယ်သူခဲလောက်တာ။ဒါပေမဲ့အဲ့ဒါပို့ဆိုးသွားတဲ့အချိန်တွေမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်။သူကအထင်းမှလည်းโอ้คุณน่ะပြောတဲ့အရာတွေကသူတို့ခြိနှောင်ထားတယ်ပိတ်လောင်မိနေတယ်ပြီးတော့မှနောက်တစ်ခုကကြတော့ခုနပြောတဲ့ ူတို့အထဲမှာဟိုကဘာမှပြန်ပြီးတော့လှုပ်ဆောင်လို့မရတဲ့အရာတွေဖြစ်နေတယ်ဆိုတော့တွေ့ရတာအဲအဲ့ဒီသူတွေကပြီးတော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ねသူတို့ကသူများ ਨੇ ပေါင်းသင်းတဲ့အခါမှာအပေါ်ရင်ပဲပေါင်းတာအတွင်းကြကြစိတ်နှစ်ပြီးတော့မပေါင်းဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီလူတွေကသူ့ကိုထက်ပြီးတော့မှနာကျင်အောင်လုပ်မှာဆိုလို့ဆိုတော့ထဲတဲ့ဝင်မဟုတ်အပေါ်ရင်လောက်ပဲဒါကြောင့်ခုနအဘေဆလုံကဒီသဘောမျိုးတွေ့ရတယ် ဆိုတော့အားလုံးမသိအောင် तू အแทမှာပဲမျိုးသိပ်ထားတယ်ဒါပေမဲ့အแทမှာတော့ jack ခဲကြီးဖြစ်နေတယ်အဖေကိုသွားပြီးတော့မှလုံလို့ရမလားဆိုပြီးတော့ तू ကသွားပြောတဲ့အနေထားမျိုးရှိတယ်ဆိုတော့တွေ့ရတယ်အရန်တနာစရာကောင်းတာပါเนาะတကယ်တော့တနာစရာကောင်းတယ်နောက်တစ်သူတို့ရဲ့ symptom ဘာရှိလဲဆိုလို့ရှိရင်အခြားသူတို့တခုခုကောင်းတာလုပ်ပြီးတာကောင်းတာပြောပြီးတော့ဂျေဆုမတင်တယ်ဘူးလေအဲ့ဒါကျွန်တော်လက်တွေ့ကိုယ်တိုင်ပဲဆိုတော့ကျွန်တော် စပြီးတော့တွေ့တဲ့ညီကိုလေးနှစ်ယောက်ရှိတယ်ကျွန်တော်အင်္ဂလိပ်ပြောတယ်သူတို့ဗက်တီဇန်ခံပြီးပါပြီစတွေ့တဲ့ချိန်မှာသူတို့ကိုကျွန်တော်တို့ကဒီဟိုအဲ့လိုပေါ့လက်ဆောင်လေးတွေပေးတယ်စားစရာလေးတွေပေးတဲ့အခါမှာ तू ဘာမလုပ်တတ်ဘူးလဲဆိုတော့ဂျေဇူးတင်နေဆိုတော့မပြောတတ်ဘူးအကြီးလေးကတော့ပြောတတ်တယ်သူတို့လာရတဲ့ဒီလူနေမှုအဆင့်ကလည်းတော်တော်လေးနှိမ်ပါတဲ့နေရာကနေလာရတဲ့အခါမှာသူကအဲ့လိုပုံစံမျိုးပြင်တယ်နောက်တော့သူ့ကိုသင်ပေးရတယ်သူများကအဲ့လိုပြောတယ်ဆိုလို့ရှိရင်ဂျေဇူးတင်တယ်လို့ပြောပါ तू ကတော့ခုနပြောတဲ့ချီနာမှုတွေရှိမရှိတော့မသိဘူးဒါပေမဲ့သူ့အထင်မှာစိတ်ပန်းဆိုင်ရမှာ ဒဏ်ရာတွေတော့အများကြီးရှိတယ်ဆိုတာတော့တွေ့ရတယ်။ Okay ပြီးတော့ကျွန်တော်ဘာတွေ့ရသည်လဲဆိုလို့ရှိရင်သူတစ်ပါးကိုသူကလက်စားချေဖို့အတွက်သူအမြဲတမ်းစဉ်းစားနေတယ်။အဲ့ဒီစဉ်းစားနေတဲ့ကာလမှာသူကချီနောင်မှုသားဖြစ်တယ်။အခုနအဘိရှလုံတို့ဒီဘက်မှာဟေယောဒီတို့ကလက်စားချေလိုက်တယ်။လက်စားချေပြီးသွားတယ်သူတော့မပြီးသေးဘူးဖြစ်နေတယ်ဆိုတာတွေ့ရတယ်။အသူတို့ထဲမှာထက်ပြီးတော့မှဒီအဆိုင်ခဲကြီးကရှိနေကြောက်ရရကောင်းပါလား။အဲ့ကျွန်တော်ကျွန်တော်စဉ်းစားကြည့်ဒါကျွန်တော်တယောက်ချင်းစီတိုင်းမှာလေဒါမျိုး ရှိနေနိုင်ပါတယ်။ကုမြင်နေရတဲ့အရာကြားနေရတဲ့အရာတွေကကျွန်တော်တို့ဒီလိုမျိုးဖြစ်စေနိုင်နေဆိုတော့တွေ့ရတယ်။နောက်ဆုံးသူတို့ဘလို့အခြေအနေမျိုးဖြစ်လဲဆိုလို့ရှိရင်တော့ဒါကိုခံရတဲ့လိုမျိုးသူတို့လည်းပြန်ခံရပါစေဆိုအကုန်လုံးအပေါင်းသင်းလိုက်တွေးခေါ်သွားခြင်း။အဲ့သူတို့ထဲမှာရှိတဲ့စိတ်ဆန္ဒမျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒီလိုဖြစ်ရတဲ့အခြေအနေအကြောင်းရင်းကိုကြည့်တဲ့အခါမှာ ဒါဘယ်လိုလုပ်မလဲဖျားသခင်ရဲ့အလိုတော်ကရောဘယ်လိုရှိလဲဆိုတော့အဲ့ဒါလေးကိုချက်ချတဲ့အခါမှာဒါမှသေခင်၁၈ငွေ၂၁ကနေအဲ၂၁၂၁ကနေ35မှာကျွန်တော်မဖတ်တော့တော့ပီဒရူကနေသခင်ရှုသွားမေးတယ်ဗမေးလဲဆိုတော့ကိုရောတရားကကျွန်တော်တို့လာပြစ်မှားလို့ရှင်ဘယ်နှခေါက်သိခင်ရမလဲခொနှစ်ချိန်သိခင်မင်မလားကိုရောဗာပြန်ပြောလဲဆိုတော့မဟုတ်ပါဘူးခொနှစ်ချိန်မဟုတ်ဘူး ခုနှစ်ဆယ်ခုနှစ်လီဆိုတော့ကျင်း490လို့ပြောနေတဲ့ပုံစံမျိုး တွေ့ရတယ်။ဒါမှမဟုတ်ဘူး။အဲ့လိုပြောချင်တာမဟုတ်ဘူး။အကျင့်ချင်းခါကအဆုံးထိအဲ့မှာသခင်ယေရှုကဥပမာတစ်ခုပေးတယ်ဆိုတော့တွေ့ရတယ်။ဘာလဲဆိုတော့အကျွေးတစ်သိန်းအခွက်တစ်သိန်းအကျွေးရှိတဲ့သူရှိတယ်။ရှင်ပြန်ကိုမဆက်နိုင်ဘူး။အဲ့နဲ့ရှင်ရှင်မင်းကမင်းဆက်ရမယ်။မင်းရဲ့သားတွေမယားတွေ ရှိတဲ့ဥစ္စာတခုရောင်းနိုင်ပြီးတော့မင်းဆက်ရမယ်ဆိုတော့အာတောင်းမှန်တဲ့ခါမှာရှင်မြတ်တနာပြီးတော့ခြေပြီးလိုက်ခြေပြီးလိုက်တဲ့ခါမှာโอเคတနေ့သူကပြန်ထွက်သွားတဲ့ခါမှာသူ့စီမှာအကျွေးရှိနေတဲ့သူဘာလို့လဲလဲမင်းညပြီးတောင်းနေတဲ့ပုံစံဖြစ်နေတာဟာကျန်တဲ့သူတွေကတွေ့လဲတွေ့ရောစိတ်ဆိုးပြီးတော့သူ့ရှင်မြင်းစီခေါ်သွားတယ်တဲ့ခေါ်သွားတဲ့ခါမှာဘာလို့လဲရှင်မြင်းကသူ့ကိုပြန်ပြီးတော့မှမင်းကငါဖြေလို့ရတဲ့ဒါနဲ့မင်းကဘာဖြစ်လို့ ဒီလိုလုပ်ရတာလေဆိုပြီးတော့သူ့ကိုတန်ခတ်လိုက်တယ်စီရင်လိုက်တယ်ဆိုတော့တွေ့ရအဲ့မှာမသက်ဆရှေ35တင်းတို့ဒီလေညီကိုချင်းချင်းတို့ကိုစိတ်နှလုံးပါလေအပြစ်မလွတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောငါအဘသည်ထိုနည်းတူတင်းတို့ကိုစီရင်တော်မူလက်တန်းဟုမိန်တော်မူ၏တသခင်ရှုကိုယ်တိုင်ပြောရဲ့ဗာပါပြီးတော့မှလွှတ်ချလိုက်ရမလဲဆိုတော့ စိတ်နှလုံးပါပြီးတော့မှလွှတ်ချလိုက်ပါဆိုအသင်းတော်ရဲ့တွင်တင်ချက်ထဲမှာတမန်တော်ရှင်ပေါလုပြောတဲ့အရာလေဘာလို့မိမောင်းထိုးလဲဆိုတော့အာအေဖက်လီး32ကိုချက်ကြည့်အောင် အချင်းချင်းကျေးဇူးပြုခြင်းတနာဆုံးမဲ့ခြင်းဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့၏အဖြစ်ကိုလွတ်တော်မူတကယ်တို့အချင်းချင်းအဖြစ်လွတ်ခြင်းရှိကြလောအဲ့ဒါအဲ့ဒါဆိုတော့အရင်ဆုံးကျွန်တော်တို့အဲ့လိုခံစားနေရပြီ ကျွန်တော်ထဲမှာလည်းမကျင်ရတဲ့ချစ်တွေထဲမှာရှိနေပြီကျွန်တော်တို့အဲ့ဒီအရာကြီးကချီနှောင်ထားပြီဆိုလို့ရှိရင်ねကျွန်တော်တို့ဟာစင်ကြင်ရမှာကျွန်တော်တို့ကိုယ်တိုင်ကအဖြစ်ရှိတဲ့သူဟုတ်လားပြန်စဉ်းစားဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပြန်စဉ်းစားလို့ရှိရင်တက်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ပေါ်ပြလာလိမ့်မယ်ကျွန်တော်တို့အပြစ်တွေအဲ့ခါမှာကျွန်တော်တို့ကအပြစ်သားဖြစ်တယ်အဲ့ဒီအပြစ်ရှိသမျှကိုတော့ခရစ်တော်ကဖြေလွတ်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်ခံစားရပြီဆိုအခုနပြောသလိုပဲ ကျွန်တော်တို့အပြစ်လွတ်ချင်းခံရပြီဆိုသူတပါးကိုအပြစ်လွတ်ဖို့အတွက်လွယ်ကူသွားတယ်။ဒါပေမဲ့ကျွန်တော်တို့အပြစ်မဟုတ်ဘူးဘယ်သူအပြစ်လဲခရစ်တော်အပြစ်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့ကျွန်တော်အရင်လေးစားတဲ့ဒီထဲမှာလဲပါတဲ့ပုံကိုကြီးကဒီယောသက်ရဲ့အသက်တာထဲမှာတော်တော်လေးကိုပြောခြင်းတယ်။ယောသက်ရဲ့အသက်တာထဲမှာဟိုပြောစရာမရှိဘူးဗျ။တစ်ချက်လောက်ပဲကျွန်တော်မြင်တယ်။ဂျန်တဲ့အရာအကုန်လုံးတကယ်ပြည့်စုံတယ်လို့ ယူဆလို့ရတယ်။တော့ယောသက်ကသူ့အကိုတွေကိုဖခင်ရဲ့အိမ်မက်ကြောင့်ပြောပြတဲ့ခါမှာသူ့အကိုတွေကသူ့ဖမ်းပြီးတော့မှနှိပ်ဆက်ပြီးတော့မှရောင်းစားလိုက်။ဒါမဲ့ဒါဘုရားခင်ရဲ့အကျင့်စီဖြစ်တဲ့ခါမှာချိန်တန်တဲ့ခါမှာသူရှင်မြင်ဖြစ်ပြီးတော့မှအဲ့ဒီအေဂရုအင်ပါယာမှာအငက်ဘေးကြုံရတဲ့သူတွေကိုကယ်ဖို့အကြောင်းဖြစ်လာတယ်ဆိုတာတွေ့ရတယ်။အဲအဲ့ဒီမှာဒီယောသက်ရဲ့အကိုတွေကပြန်လာတဲ့ခါမှာတကယ်တော့သူကအေဂုတု တိုင်းပြည်ရဲ့ဘယင်ခံဖြစ်နေပြီနော်။သူလှုပ်ချင်တာလှုပ်လို့ရတယ်။သူစဉ်းစားကြည့်။ကျွန်တော်တို့ကဒါအဲ့ဒီနေရာမှာဆိုလို့ရှိရင်ဘယ်လိုလှုပ်မလဲဆိုတော့။ကောင်းကောင်းကလစ်စားချီလို့ရတယ်။သူ့ရေတွင်းပြတ်တဲ့ထထတထေးသားဘဝကနေပြီးတော့မှလုံးဝကြုံဖြစ်သွားအောင်လှုပ်တာ။အရင်စိတ်ဆိုးစရာကြောင့်ဖြစ်တယ်ဆိုတော့ဒါပေမဲ့သူ့ကိုယ်တွေတွေ့တဲ့အခါမှာ तू ကမဖော်ပြသေးဘူးပထမတစ်ချက်မှာ။ကြီးလိုက်တယ် तू စိတ်မကောင်းတကယ်ငတ်ပြီးတော့မှ တွေ့ရနောက်တစ်ခေါက်ဒုတိယတစ်ကြိမ်ရောက်တော့မှ သူ့အကိုတွေကပေါ်ပြမှာသူ့ရဲ့ရုပ်မှန်ကိုပေါ်ပြပြီးတော့မှ သူဘာလုပ်လိုက်လဲရှင်းထုတ်ပြလိုက်ရှင်းထုတ်ပြလိုက်တဲ့အခါမှာကျတော့မှအကုန်လုံးသူ့ကိုကြောက်လန့်ပြီးတော့မှမလာရဲတဲ့အချိန်မှာသူဘာဘာစကားကိုပြောလဲဆိုလို့ရှိရင်ခွင့်လွတ်တယ်ငါမင်းတို့ကိုမင်းတို့ငါ့ကိုအဲ့လိုလုပ်တဲ့အတွက်ကြောင့်မလို့ငါမင်းတို့ကိုခွင့်လွတ်တယ်ပြီးတော့ဘာလဲဆိုလို့ရှိရင် အဲ့ဒီအတွက်မင်းတို့စိတ်ထဲမှာလည်းစိတ်မကောင်းမဖြစ်ပါနဲ့ဆိုတဲ့ဥစ္စာဒါလေးချက်ချင်းရဒါကပောက်ကျန်ခန်းကြီး55အငယ်55လောက်မှာယောသက်ကလည်းကျွန်ုပ်အနီးပါတို့လာကြပါလို့ဟုအကိုအားဆိုရင် သူတို့ဒီအနီးပါတို့ချင်းလာကြ၏သူကလည်းကျွန်ုပ်ဒီအေဂရုပြည်သူရောင်းလိုက်သည်သင်တို့ညီဖြစ်ပါ၏တို့ရတွင်သင်တို့ဒီကျွန်ုပ်ကိုဤရက်တို့ရောင်းလိုက်မိသောကြောင့်စိတ်မညှိုးငယ်ကြနှင့် ကိုကိုအမျက်မထွက်ကြနဲ့အချောင်းမူကဖျားသခင်သည်လူတို့အတက်ကိုစောင်းမစီခြင်းကသင်တို့ရှိမှကျွန်ုပ်ကိုစီလွတ်တော်မူပြီဆိုအကိုရီတော်သူဗာပြန်လုတ်ပေးလိုက်သည်လေနှစ်သိမ့်ပေးလိုက်သည်လေစိတ်မပူနဲ့မင်းတို့ကခွင်လွတ်တယ်အဲ့ဒီလိုလုတ်လိုက်တဲ့အတွက်ကြောင့်ကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးတည်းသူပြောတယ်ဆိုတာတွေ့ရတယ်နောက်တော့ကျွန်တော်အားလုံးသိပါတယ်အကိုရီဘာခေါ်တယ်သူ့ဖေတွေကခေါ်ပြီးတော့မှအေဂုတုပြည်ဂေါရှင်ရက်မှာသူတို့ ဆွေမျိုးသားချင်းတွေနေကြတယ်လူ90လောက်အဲ့မှာတိုးတက်ကြီးပွားလာတယ်အဲ့ဒီမှာသူတို့ရဲ့အဖေယာကုပ်တည်သွားတည်သွားတော့အကိုကြီးကထက်ဆိုးရင်ပြင်ငါတို့ဘာလုပ်တော့မလဲတတ်တော့မထင်နေလို့ပြောတဲ့အချိန်မှာယာကုပ် sorry ယောသက်ကထက်ပြီးပြောတယ်ဒါအခန်းကြီး90မှာတွေ့ရတယ်အငယ်55လောက်အကိုကြီးရဲ့အထင်ကယောသက်အကိုတို့ဒီအဘတည်ဒီကိုမြင်ရင် ်ငါတို့ကိုရောသက်သည့်အညိုထားကောင်းထားလိမ့်မည်ငါတို့သည် အထက်ကသူ့ကိုနှင်းစေသောကြောင့်ငါတို့အားအေကံအမှန်ပြန်၍နှင်းစေလိမ့်မည်ဟုဆိုရင်လေသူတို့ထံသို့တမန်ကိုဆစ်လို့၍ကိုရောအကိုတို့သည်မကောင်းသောအမှုကိုကိုရောအားပြုမိကိုရောကိုပြစ်မှားသောအဖြစ်ကိုလွတ်တော်မူပါဟုကိုရောအားကြားရှောက်ရမည်အကြောင်းခမည်းတော်မသိမီကျွန်တော်တို့ကိုမှားထားခဲ့သည်ဖြစ်၍ယခုတွင်ခမည်းတော်၏ဖျားသခင် ကိုရော၏အဖြစ်ကိုလွတ်တော်မူပါဟုရှောက်၏ ထိုသို့လျှောက်တော့ကယောသက်သည်မျက်ရည်ကျလေ၏အကိုတို့သည်လည်းဝင်၍ယောသက်ရှိမှပြက်ဝုတ်လျက်ကျွန်တော်တို့သည် ကိုရိုဤကျုံဖြစ်ကြပါသည်ဟုလျှောက်၏၁၉အရာလေယောသက်ကလည်းမစိုးရင်ကြနှင့် ကျွန်ုပ်သည်ဖျားသခင်ကိုစားဖြစ်တယ်လောဆိုတော့ဒီစီရင်တဲ့အရာကလေးစားချီတယ်လို့ပြောတာတော့မဟုတ်ပါဘူးတရားသဖြင့်စီရင်တယ်လို့ပြောလို့ရတယ်အဲ့ဒီကျွန်တော်တို့မတရားပြုတဲ့သူတွေကိုတရားသဖြင့်စီရင်မှာဘယ်သူပဲလဲ ဖရာသခင်ပဲဒါကြောင့်ကိုကဖရာသခင်နေရာမှာဝင်ပြီးတော့မှမหนีပါနဲ့အဲနောက်တစ်ခုအဲ့ဒီတော့ကျွန်တော်တို့သင်လိုက်ရတဲ့သင်ခန်းစာဖရာလက်ထဲကိုဘာလို့လိုက်ဖို့လိုတာလဲအပ်လိုက်ဖို့လိုတယ်ဒါကြောင့်ဒီအရာတွေကကျွန်တော်တို့ထဲမှာပိတ်လောင်မွန်းကျက်ပြီးတော့မှကျွန်တော်တို့ထွက်ပေါက်မဲ့လာပြီဆိုလို့ရှိရင်နဲ့ဆိုတော့မတ်သဲ7:28ကကျွန်တော်တို့ရဲ့ထွက်ပေါက်ဖြစ်တယ်။ဝန်လေး၍ပင်မန်းသောသူပေါင်းတို့ငါထံသို့လာငါချမ်းသာပြီမေဆို အဲ့ဒီအရာတွေထဲကနေဖြေလျှော့ပြီးတော့မှချမ်းသာပြီးမှဘာတူပဲလေဖះပဲခရစ်တော်ကိုယ်တိုင်ပဲဖြစ်တယ်ပြီးတော့မှအဲ့ဒီလိုကျွန်တော်တို့အပ်လိုက်ပြီးဖြေလျှော့လိုက်ပြီးဆိုလို့ရှိရင်ဘာမလုပ်လို့ဘာထက်မလုပ်ပါနဲ့လေအဲ့ဒီအကြောင်းအရာကိုကျွန်တော်မေးလိုက်ဖို့လိုတယ်ဒါပေမဲ့မေးလို့ရလားမရဘူးကြည့်ကျွန်တော်ထဲမှာရှိနေ memory တွေကဘယ်တော့မှမမိပါဘူး delete လုပ်လို့မရဘူးဒါပေမဲ့ အခါကျလို့ရှိရင်ဖျားသခင်ကိုအပ်ပြီးဖျားသခင်ဘယ်တော့မှစီရင်မလဲလို့ကြည့်နေတယ်အဲ့ဒါလည်းတင့်ထဲမှာခံစားနေရတဲ့အရာပဲဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါကြောင့်ကိုရောလက်ထဲအပ်လိုက်ပြီးဆိုတာနဲ့ကိုရောကမလုပ်ပြီးမလဲပြင်ဆင်ပေးလိမ့်မယ်ဘာအပြင်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်အပြင်ဆိုတော့ယောသတ်တုံးကအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကမရှိရှိတော့ရှိအဲ့လိုကူညီပြီးလှောက်ဆောင်တာမရှိဘူးဒီကျေးဇူးတော်ကလာမှာအဲ့ဒါအရင်ကျွန်တော်တို့ အာဖျားတဲ့ကိုယေရှုတင်စရာအကြောင်းဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ယေရှုကိုယုံတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကျွန်တော်ထင်မှာကျင်းဝတ်တဲ့အခါမှာအဲ့ဒီအရာကိုကျွန်တော်လုံနိုင်တယ်။ဘယ်သူရဲ့အတ္တတာနဲ့ကြည့်မလဲဆိုလို့ရှိရင်တတိဖန်ရဲ့အတ္တတာ။တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အခါမှာသူ့ကိုဂင်းနေထုတယ်။ तू ကနှုတ်ကပတ်တော်တမန်တော်ပြောပေမဲ့သူ့ကိုဂင်းနေထုတဲ့သူတွေကို तू မလုပ်လဲ။ Okay အဲ့ဒါလေးနဲ့ဆုံးသက်ခြင်း။ဒါကြ ဆိုတော့တမန်တော်ဒုခန်ကြီးရှေ့ငွေ55ကိုပြောချင်တာသူဒီလေတက်ရှင်သောဝိညာဉ်တော်နှင့်ပြည့်သည်ဖြင့်ကောင်းငင်သူစစ်စစ်ကြည့်မြို့၏ဖျားသခင်ဘုန်းတော်ကို၎င်းဖျားသခင်လက်ရတော်ဝင်း၌ယေရှုရက်နေသူကို၎င်းမြင်လျင်ကြည့်ပါโอเคအဲ့ဒါလေးပဲတက်ရှင်သောဝိညာဉ်တော်နဲ့ဘာဖြစ်တယ်လို့ပြောလဲပြည့်တယ်ဆိုတော့ဝိညာဉ်တော်အဖြစ်ကျွန်တော်ကခုနနှုတ်ဘက်တော်ကိုဆင်ကျင်တယ်ဖျားကိုအာကိုဝန်ကျွန်တော်ဝန်ရှိမြောက်ခရစ်တော်ထံမှာချလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာအဲ့ဒီတက်ရှင်သောဝိညာဉ်တော်ကျွန်တော်နောက်ဆုံးဘာလို့ပြီးလဲဆိုလို့ရှိရင် အငယ်60ကိုကြည့်တဲ့အခါမှာဒုထောက်လေးရဲ့သခင်သူတို့ပြုသောဒုစရိုက်အဖြစ်ကိုမှတ်တော်မူပါနဲ့ကြီးသောတန်နဲ့ကြွေးကြော်ပြီးမှချိန်ဆက်လေသူကိုကွမျက်တော်မှုကိုလျှော်လူသည်လေဝန်ခံလျက်ရှိဆိုတော့သူကဲနဲ့တုန်နေတဲ့သူတွေကိုဖျားရှိမှဒုထောက်ပြီးတော့မှမလုပ်ပေးလိုက်တာလေတောင်းပန်ပေးလိုက်သေးတယ်ခွင့်လွတ်ပါဆိုတော့ဖျားကိုခွင့်လွတ်ခိုင်းနေဆိုတော့သူကိုယ်တိုင်မလုပ်လိုက်တာလေခွင့်လွတ်လိုက်တယ်ဆိုတော့ဟုတ်တွေ့ရတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ အတွက်တရားမြတ်တော်မြတ်တတ်သောစီရင်ပြီးမဲ့သူကဖရားပဲဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအရာကိုကျွန်တော်တို့ထဲမှာရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ထဲမှာကျွန်တော်တို့ခြိနှောင်ထားတဲ့အရာဖြစ်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒီအရာကြီးအဖြစ်ကျွန်တော်တို့ကိုယ်တိုင်လေးလံနေတယ်။ကျွန်တော်တို့ကိုယ်တိုင်ပြဿနာတက်နေတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အတွက်ဒုက္ခပေးပြီးကျွန်တော်တို့အတွက်လေးလံစေတဲ့အရာတွေကိုကျွန်တော်ဘာလုပ်တတ်ရမလဲ။လွှတ်ချလိုက်ပါအလုံးပေါ်မှာဖျားသခင်တာကြီးကောင်းချီးပေးပါစေ။